မီလာပါညာရှိခွာစားဆောင်မှနှုတ်ခွန်းဆက်သားပါရယ်မန်ရှလာ16ရက်2025ခုနှစ်ဒီနေ့ကနေ့တပန်လူပေါင်းတို့ကဤသူကိုမလို့စီခြင်းမှာဘာရဘကိုလို့စီခြင်းမှာဒီဟူအော်ဟီရရှောက်ရှူ၏ဒူဘာရဘကဓမ္မဖြစ်တည်းရွှေခရူဝင်ချက်အခန်းကြီး16အခန်းငယ်၄စင်ခေါင်းစဉ်ကကိုစားတကီဘာရဘဟူသောအမည်သည်ဖခင်သို့မဟုတ်ရှရာဤသားဟူအဒီပင်ရှိသောကြောင့်သူသည်ယူရာလူကြီးလူကောင်းတဦးဤသားဖြစ်နိုင်ပါသည် ကျန်းစာမှာတော့ဓမြဟုပေါ်ပြပါသည်ရှင်ရောင်ကျန်းစာမှာတော့ဇီလုံးဟုခေါ်သည့်မျိုးချစ်တော်လည်းအဖွဲဝင်ဖြစ်ပါသည်ယောမရူ၏အုံရှုမှုကိုတော်လည်း၍လွတ်လပ်သောပါလက်တီနာနိုင်ငံတော်ကိုတည်ထောင်နိုင်မှုကျူးမန်းသူလည်းဖြစ်ပါသည်ထို့ကြောင့်မယောမဥရိတင်ရခန့်ဖြစ်ကဂျူးလူမျိုးတို့၏ဩဘာပင်ကျူးကိုခံရသောသူရေကောင်းသူဖြစ်ဖြစ်နေကြတာပါသို့တော်လည်းဘာရာဘာသည်သွေးဆွသောလက်ပိုင်ရှင်ဖြစ်နေပါသည် တခင်ယေရှုကတော့နူးညံ့သိမ်မွေ့သောမေတ္တာတရားကိုလက်ခံထားပါသည်။ထိုအခါလူများသည်ဘာရဘာနှင့်တခင်ယေရှုတို့အနက်တယောက်ကိုရွေးချယ်ခွင့်ရှိနေလူပေါင်းအများစုကတခင်ယေရှုကိုနီးပတ်၍အကြမ်းနည်းဖြင့်လက်နက်ကင်သူဘာရဘာကိုသာရွေးချယ်ခဲ့ပါသည်။ယူရောလူမျိုးတို့ရွေးချယ်မှုကိုအပြစ်တင်ရန်ခတ်ပါသည်။စီချင်မှုရန်ကိစ္စက ညီစဉ်ကျွန်တော်တို့၏တတ်ရှိမှုတွေအပေသူ၏လမ်းကိုလက်ခံကျင့်သုံးလိုပါသည်နည်းတကယ်ရှု၏လမ်းစဉ်လားဒုမဟုတ်ဘာရဘ၏လမ်းစဉ်ဖြစ်ပါသလားဘာရဘသည်တကယ်ရှုကြောင်းလွတ်မြောက်သွားခဲ့ပါသည်ဂျွန်အောက်ဆန်ဟန်ရေးသားသောစာအုပ်၌မူဘာရဘသည်ပထမတွင်မိမိလွတ်မြောက်၏မှတမဘာမှမစဉ်းစားခဲ့ပါ လွန်မြောက်လာသောအခါတွင်မူသခင်ယေရှုနောက်သို့အစအဆုံးလိုက်ကြည့်ခဲ့ပါသည်။လောဝါခရိုင်ကိုပင်ပန်းစွာထားသောသည်ကိုမြင်ရသောအခါသူ၏ယင်ထဲ၌ပူလောင်လာသည်။ဤကားရိုင်ကို သူမထမ်းသည့်ငါထမ်းရမည့်ကားရိုင်ဖြစ်သည်။သူငါကိုကင်းတင်ခဲ့တာပဲဟုညှိတွားခဲ့ပါသည်။သခင်ယေရှုကိုလောဝါခရိုင်မွန်၌ ရွှဲထားသည်ကိုမြင်ရသောအခါတိုင်းလျှင် ကားရိုက်မောမှာ ရွှဲထားခြင်းကိုခံရမိသူသည်ထူထူမဟုတ် ကားသာခံထိုက်သည်သူသည်ငါ၏အသက်ကိုကယ်သွေးသူပါတကားဟုယဉ်ထုမနာညှိတွားခဲ့ပါ၏ကိုစားသခင်အသိခံသောကြောင့်ဘာရဘာသည်လူမြောက်ခြင်းတတ်တာခြင်းနှင့် ရှင်သန်ခြင်းကိုရခဲ့ပါသည်ဓမ္မတချင်းကလေးတို့ရှိပါသည်ငါတို့ပြည့်နှင့်ဝန်နေခြင်းများခိုင်ရမိတ်ဆွေယေရှုရှိရှုတောင်းခြင်းဖြင့်ထံတော်ခြင်းကခွင့်သည်အမွေဖြစ်ပါသည်မမြင်နိုင်သောကေတင်ခြင်းကိုဖျားခေကတင်းနေခြင်းတို့တွင်ပြင်ဆင်ထားသည်ကိုယုံကြည်စိတ်ချဖို့ပါဘာရဘာကဲ့သို့ဖျားခေ၏မြင့်တာကိုသိ၍နောင်နာစိတ်ရှိလာဖို့ကတော့လိုအပ်ကြောင်းမှာမိတ်ဆွေ အားလုံးဖျားခေကောင်းပြီးပါစေ